တောင်မခေါရေချူမြောင်မြောင်တချိုင်လောက်တာဆက်ချက်တင်ရအောင်မင်္ဂလာပါရှင်ချင်းမြွေ channel လေးကနေပြန်လည်ပြီးတော့ကြည့်ဆိုလိုက်ပါတယ်ဒီ channel လေးမှာဆိုလို့ရှိရင်သူတရတာစာပေကောင်းများကိုအမြဲမပြတ်တင်ဆက်ပေးနေတဲ့အတွက် channel လေးကို subscribe လုပ်ရသေးလို့ဆိုလို့ရှိရင်ဒီနာကခေါင်းပေါင်းလေးကိုနှိပ်သွားကြလို့ရပါလိမ့်ရှင်ဒီနေ့မှာတင်ဆက်ပေးခြင်းတဲ့အကြောင်းအရာကတော့ ဆိုင်ဆရာမပုံသက်ခင်ရေးသားထားတဲ့တောင်တန်းတွေရဲ့အလုံးဆိုတဲ့အဆောင်လေးပဲဖြစ်ပါတယ်။ဒီဆောင်လေးကိုတော့ဒီကနေ့မှဆိုရင်အနည်းချက်ပုံစံမျိုးနဲ့ပြောပြပေးသွားမှာမို့ဒီဆောင်ထဲမှာပါဝင်တဲ့အကြောင်းအရာတွေကိုတော့အများကြီးပြောပြပေးသွားမှာမဟုတ်ပါဘူး။ဒါကြောင့်မလို့အချိန်ခဏလေးပေးလိုက်မယ်ဆိုလို့ရှိရင်ဆောင်တအုံလုံးကိုဖတ်ဦးပြီးသားဖြစ်သွားမှာပဲဖြစ်ပါတယ်။ဒါကြောင့်မလို့အချိန်ပြုတ်နေအတူလိုက်ပါပြီးတော့ခက်စားပြကြပါအောင်ရှင်။သင်ဟာခီးသွားရတာကိုဂျိုင်းနေတတ်တဲ့သူလား။ ေးသွားတာကိုနှစ်သက်သဘောကျတဲ့သူဆိုလို့ရှိရင်တော့တောင်တန်းတွေရဲ့အလုံးလိုအမိရတဲ့ဝိထုလေးကိုဖက်ချီးဖို့အတွက်အကြံပြုပါရစေ။တောင်တန်းတွေရဲ့အလုံးဝိထုကတော့ဆီယာမပုံညာခင်ရဲ့လက်ရာကောင်းစောင့်တုပ်ပါ။စောင့်ထဲမှာရေးသားထားတဲ့အကြောင်းအရာအနည်းချုပ်ကတော့ချစ်ပြည်နယ်မြောက်ပိုင်းမှာရှိတဲ့လန်ဆန်၊ကြောင်ဟဲ၊လိန်ခိုင်အစရှိတဲ့ရွာလေးတွေအပြင် ကလေးမျိုး၊တီးတိမ်မျိုး လန်းမျိုးလေးတွေမှာဇလန်းတည်ထားတာပါ။နှွက်သေး၊မန်သေးနဲ့ပတ်သေးတို့တငယ်ချင်းတို့ရောက်လန်းစမ်းအမိရတဲ့ရာမှာဆုံးပြကြပြီးအချစ်ဆုံးတငယ်ချင်းတွေဖြစ်လာခဲ့ကြတယ်။ပုံခန့်ရန်ခမိုင်ဇလန်းနေကသူ့ရဲ့အဖွားဖြစ်သူနဲ့နေထိုင်တဲ့ရှင်တိုင်းသူလေးတယောက်ပါ။အဖွားနဲ့နေထိုင်ရင်ကြောင်းတန်း၊စာအုပ်တွေဖတ်၊ဘူးတုဒ္ဓတွေများလာပြီးတော့ချင်းတောင်နှင်းတွေရဲ့အလုံးမှာဘလို့အရာတွေရှိမယ်ဆိုတာကိုစူဇန်လီလာကျင်းနေသူ အောင်ချင်းကတွေရဲ့တန်တားကြီးကို လက်တွေ့ကြကြပြေးခေါ်တတ်သူရဲရင်သူလေးနွမ်းကချင်းတောင်နဲ့တွေရဲ့အလုံးကိုသွားပြီး ပြန်လာတဲ့အခါမှာချင်းပြည်နယ်ကိုဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်ပြီးခြင်းသူလမ်းမန်ခေါ်မတ်သေးကတော့ကိုတဲ့အောင်ပြီးတော့ကြောက်စက်မတက်တော့ပဲသူအဖိုးရှိရာလမ်းစဉ်ရွာမှာမိုးဆိုးအလုံးလောက်ကိုင်းနေသူ သူ့ရီမတ်ချက်ကရနောက်လို ကြီးမြတ်ချင်တာသူသေးတဲ့အခါ ူကြောက်တိုင်းမှာအကောင်ပဲနဲ့ကောင်တက်ခဲ့တယ်ဆိုတာကို ရေးထိုးမှတ်တမ်းတင်ပြီး ခုံယူခြင်းနဲ့ချင်းမျိုးသားလီရိုးရဆန်းတဲ့ချင်းမျိုးသားမှန်သေးကတော့တောင်တန်းတွေရဲ့အလုံကိုသွားဖို့စိတ်ကူးမရှိ တောင်တန်းတွေကိုကြော်လွန်ပြီးဇာတိမြေကနေထွက်ခွာတဲ့သူတွေကဇာတိမြေအပေါ်သစ္စာမရှိတဲ့သူတွေလို့မှတ်ယူထားတဲ့သူ အောက်ချင်းကတွေရဲ့သစ္စာရှိပုံကို မြင့်မြတ်တယ်လို့ယူဆထားတဲ့ချင်းတိုင်းသားလေးမိခင်ကြီးခေါ်ပတ်သေးကရန်ကုန်ကနေချင်းပြည်မှာတာဝန်ကြတဲ့ဆရာမရဲ့တမီးပေရဲ့မျက်ဝန်းလေးတွေက အမြဲအငဲနေတတ်တယ်။နွမ့်ကို အမြဲအထင်ကြီးအာကိုတတ်တဲ့ပတ်က ကလေးတယောက်လိုချစ်စွဲကောင်းနေသူ အဖွားဖြစ်သူအမေဖြစ်သူတို့ရဲ့ရိုးရာအယူဆတွေတစ်ဖက်ပဲအယူဆတွေအောက်မှာကြည်ပြင်းကြရသူ အဖေဖြစ်သူကို မုန်းတီးနေတဲ့ပေက ကိုကိုကိုတက်တည်ဖို့တော့ကြက်စီခဲ့ဘူးတယ်။ပေကမြေပြန့်ကလာပြီးမှချင်းပြင်းကိုညှက်လို့တယ်။ချင်းတောင်တန်းတွေချာမှာပဲသူ့ဘဝကိုဖျက်တမ်းချင်းလို့ချင်းလူမျိုးတို့ရဲ့ရိုးရဆာဆာဖြစ်တဲ့စာဘူးဒီ၊ရာဘူးဒီ၊အံဘူးဒီတောင်ဆလပ်ဝင်တော့တောင်ဆလပ်ဝိုင်းအစားရှိတာတွေကလည်းချင်းပြင်းနယ်ကိုသွားကြအောင်ဆွဲဆောင်နေပါတယ်။ဘုန်းနဲ့တောင်ရဲ့တဘာဝအလားပါ ချင်းပြည်ရဲ့အဲတဲ့နှလုံးဖြစ်တဲ့ရီအေဂန် တဘာဝအလားရှူမြော်ခင်းတွေရီအေကန်ကနေကြည့်ရင်မီးလေးတွေလင်းနေတဲ့အိန္ဒိယနယ်စပ်ကမီဇိုရန်ပြည်နယ်လေးရဲ့တည်ငြိမ်နယ်လားတွေကြောင့်ချင်းပြည်နယ်ဟာတမျိုးတစ်ပုံလာနေခဲ့ပါတယ်ချင်းပြည်နယ်တောင်ပိုင်းမှာရှိတဲ့ဗီတိုရီယာတောင်ကျမတို့နိုင်ငံရဲ့အခုတည်းရေလန်းတာတစ်ခုပေါ့ပြက်ွယ်လူနေပါဖြစ်နေတဲ့အောင်ချင်းကတွေရှာပါတော်ဒရိဆန်မျိုးစိတ်တို့ကျဆာယာဗီတိုရီယာတောင်ရဲ့အလားကခီးသွားတွေရဲ့အာယုံကို ဆွဲဆောင်နိုင်ကြောင်းကိုလည်းဖတ်ရှုသိရှိခဲ့ရပါတယ်။ဒီစာအုပ်လေးဟာနွယ်နှုတ်တငယ်ချင်း၃ယောက်ကြားကတငယ်ချင်းမေတ္တာအပြင်ချင်းပြည်နယ်ရဲ့တဘာဝလာတွေချင်းလူမျိုးတို့ရဲ့ရိုးရာပွဲတော်ညီချင်းမှုတွေကိုရေးဖွဲထားတဲ့စာအုပ်ကောင်းလေးတစ်အုပ်ဖြစ်ပါတယ်ရှင်။ဒီစာအုပ်လေးကိုဖတ်ပြီးတဲ့နောက်မှာရှင်ထဲမှာအကြံအစုံစက်ကောင်ကတော့ပါသေးဆိုတဲ့ကောင်းမလေးပါပဲ။ကိုစီမာရအောင်ဆုံးရှုံးသွားရပြီလို့ထင်တဲ့အချိန်မှာ သူ့ဘဝထဲဝင်ရောက်ခဲ့တဲ့မန်ဆိုတဲ့ကောင်လေးကသူ့ရဲ့အသက်ရှင်ရခြင်းရဲ့တခုတည်းသော အကြောင်းအရာဖြစ်ခဲ့တယ်။နောက်ဆုံးဒီကောင်လေးရဲ့ပြည့်ပည့်ခြင်းကိုခံရတဲ့အချိန်မှာခံစားလိုက်ရတဲ့ကောင်မလေးရဲ့ခံစားမှုကိုတကယ်ကယူနာသိရပါတယ်။ရသစာပေလည်းဖြစ်တယ်လို့ကျွန်တော်တို့မသိနိုင်တဲ့ချင်းတောင်တန်းတွေနဲ့တကွချင်းတိုင်းသားတွေရဲ့အကြောင်းကိုအတွင်ကြကြသိမြင်လာစေတာကြောင့်ဘိုးသူတာလည်းဒူးစေပါတယ်။ဆရာမရဲ့စာရေးသားတွေကြောင့်ချင်းတောင်တန်းတွေရဲ့လှပမှုကို သေချာခန်းစားရပါတယ်။တနေ့တော့သွေးချင်းကြီးအကိုရိရှိရာချင်းတောင်တန်းလေးစီရောက်အောင်သွားမယ်လို့လည်းမျှော်လင့်မိပါတယ်။နောက်ဆုံးအနေနဲ့တိုင်းရင်းသားတို့ရဲ့ဗမာတွေပေါ်ထားတဲ့ခန်းစားချက်တချို့ကိုသိရစေတဲ့အတွက်တိုင်းရင်းသားတို့ရဲ့စိတ်ကို နားလည်ခြင်းသူကျမတို့အနေနဲ့ခုချိန်မှာဖတ်တင်တဲ့စာအုပ်တအုပ်လို့လည်းအကျံပြုပါစေအလွမ်းကိုအမျိုးအစားခွဲခြားရမယ်ဆိုရင်အခွင့်အရေးရှိတဲ့အလွမ်းနဲ့ အခွင့်အရေးမရှိတဲ့အလွမ်းရည်လို့နှမျိုးရှိပါတယ်။တချို့လူတွေကို လွမ်းလာရင်တော့သွားတွေ့လိုက်ဖို့အခွင့်အရေးရှိတယ်။လွမ်းမိမဲ့တွေ့ခွင့်မရှိတဲ့လူတွေလည်းရှိတယ်။တချို့နယ်မြေဒေသတွေကိုလွမ်းလာရင်သွားလိုက်ဖို့အဆင်ပြေပေမဲ့လွားပေမဲ့လည်းသွားဖို့အဆင်မပြေတော့တဲ့လမ်းတွေရှိတယ်။လူကိုပဲဖြစ်ဖြစ်နေရာဒေသကိုပဲဖြစ်ဖြစ်လွမ်းလာတဲ့အခါသွားဖို့အခွင့်အရေးရှိရင်စူးစမ်းပြီးသွားပါတွေ့ပါ အလွမ်းဖြေပါလွမ်းနိုင်တွေးခွင့်မရှိသွားခွင့်မတာတော့တဲ့အခြေအနေကိုမကြုံတွေ့ခင်အထီးပေါ့ဒါမှသာလွမ်းမေမဲ့မတွေ့နိုင်တော့တဲ့အခါတံမိုးရှိတဲ့အမတ်တရားတွေကဖြည့်သိမ့်စရာဖြစ်လာမှာပါဒီစာအုပ်လေးရဲ့နောက်ဆုံးအပိုင်းလေးကိုပြောပြရမယ်ဆိုလို့ရှိရင်တော့ဒီလောက်လာပါတဲ့တဘာဝအမွေနစ်တွေကိုပိုင်ဆိုင်ထားရဒေတာမှာ ထက်ခွာသွားရတဲ့အတွက်ဒီဒေသရဲ့တိုင်းသားတွေဟာဘလောက်ကြေကွဲနိုင်ရမလဲတောင်တန်းတွေကိုစွန့်ခွာသွားခဲ့ကြသောချင်းတိုင်းသားတို့တည်လေတောင်ဇလက်ပွင့်ချိန်တိုင်းစာတိမြေကိုတန်တာလွန်ဆိုပြီးကြမယ်ထင်ပါတယ်ချစ်တော်တိုင်းသားတို့ဟာတချို့ကမလေးရှားမှာတချို့ကအမေရိကန်တချို့ကဩစတြေးလျစတဲ့တတိယနိုင်ငံများမှာအဆင်ပြေပြေ တချို့ကရာဟုကြီးဘဝဖြစ်တချို့ကပညာတတ်လုပ်ငန်းရှင်များဘဝဖြစ်မတူညီတဲ့ဘဝအသီးသီးကိုနိုင်ငံအသီးသီးမှာဖြတ်သန်းနေထိုင်ရှင်သန်လျက်ရှိပါတယ်။သို့တော့တောင်တန်းတွေရဲ့ဟိုဘက်အလုံးမှာဘလိုပဲဘဝကျေကွဲပြားခြားနာကြပါစေတောင်တန်းတွေကိုတော့တူညီစွာချစ်ကြပါလိမ့်မည်။ ထိုခဏမှာပဲတောင်တန်လန်းနေအတိုင်းတက်လာတဲ့နိုင်ငံခြားသားခီးသွားအုပ်စုကိုလမ်းမြင်လာရတယ်။ထိုအုပ်စုရဲ့အလဲမှာတော့ထိုသူတွေနဲ့မတူအသင်ကွဲပြားခြားနားသောယောက်ျားတရားခီးသွားဧည့်သည်များကိုတစုံတရားရောစုရှင်ပြလာပုံရသော ထိုသူကတော့မှန်တယ်။နွမ်းဒီသူ့နာမည်ကိုတီးတိုးရေယူရင်းထိုမြင်ကွင်းကိုသဘောကျစွာနေမနေခဲ့တယ်။ လွန်ငင်းနေစမှာပဲနိုင်ငံခြားသောအုပ်စုကဓပုံရရန်တနီယာစီကိုရှောက်သွားကြပြီဖြစ်လို့မန်တဲတယောက်ခဲ့တာကြံရင်းနေတယ်။ထိုအချိန်မှာပဲမန်တဲရဲ့အကြီးတို့ကနွမ်းစီကိုရှောက်လာခဲ့တယ်။အန်အောစွာမြင့်တက်သွားတဲ့မျက်ခုံနွမ်းဟုအတန်ထွက်ခါလှုပ်ရှားသွားတဲ့နှက်ခမ်းရွှင်းရည်လာတဲ့မျက်လုံးနွမ်းစီကိုလန်းလာတဲ့ခြေလန်းတို့ကိုသိစိတ်ကြည့်ရင်သူ့ကိုကြိုးစောင့်နေတဲ့သူခဏမှာပဲ နွမ်းရဲ့ဘဝဟာဘာဆိုပါမှမလိုအပ်တော့တယ်လို့ချမ်းမြေ့အကျဉ်း၍နေလေသည်ဆာမဘုံညခင်ရေးသားထားတဲ့တောင်တန်းတွေရဲ့အလုံးဆိုတဲ့ဆောင်းလေးရဲ့အနည်းချက်ကတော့ဒီလောက်ပါပဲရှင်ဘာဖြစ်လို့လဲဆိုလို့ရှိရင် CPU က attract ဖြစ်စရာတခုရှိလို့ software ကိစ္စရင်းနဲ့ရှုပ်နေတဲ့အတွက်ကြောင့်မလို့အာအများများပေါ့နော်ဆောင်းထဲမှာပါဝင်တဲ့စာပိုင်းတွေကိုအသေးစိတ်ပုံစံမျိုးနဲ့အာမဖက်လိုက်နိုင်တဲ့အတွက်ပေါ့နော်အများကြီးတော့မပြောတော့ပါဘူး ဒါကြောင့်မလို့အနစ်ချုပ်ပုံစံမျိုးနဲ့ပဲပြောပြသွားတာပဲဖြစ်ပါတယ်။အာတစုံတရာအသေးစိတ်ပေါ့တစုံတရာလိုအပ်ချက်များရှိရင်လည်းနားလည်ပေးပါလို့ပြောကြပါရစေရှင်။အချိန်လေးများရလို့ရှိရင်တော့ဒီတောင်တန်းတွေရဲ့အလုံးစုံတဲ့စောင့်လေးကိုပဲအဲနောက်တစ်ခါ reading blog လေးရိုက်ပြီးတော့ဒီ YouTube channel မှာတင်ပေးသွားမှာဖြစ်ပါတယ်ရှင်။ဒါကြောင့်မလို့ချင်းဖြူရဲ့နောက်ထပ်တင်မယ်။သူတရတာစာပေစာအုပ်ကောင်းများကိုဖတ်ရှုပေးမယ်။ blog လေးတွေကိုလည်း အားပေးကြပါအောင်လို့ပြောကြရင် CBU ရဲ့ channel လေးကို subscribe လုပ်ရသေးဘူးဆိုလို့ရှိရင်ဒီနာကခေါင်းခေါင်းလေးကိုနှိပ်ပြီးတော့ subscribe လုပ်သွားလို့ရပါလိမ့်ရှင်။အားလုံးကိုကျေးဇူးတင်ပါတယ်။တတဝရဲ့အမောပြေဒါဟာလေချင်းပြေရဲ့တလေးတစ်ခုပါ